ဘာတစ်ခုကိုကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းနဲ့အောင်မြင်ပျော်ရွှင်တဲ့မျိုးသမီးတစ်ယောက်ဖြစ်ဖို့အတွက်ရှစ်တင်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့မပြုတ်ညံ့မဲ့နဲ့ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တဲ့စိတ်ပါ။ကိုအောင်မြင်ပျော်ရွှင်တဲ့လူတယောက်ပြောင်းစိုးစားနေရကိုလူတချို့မသိနိုင်ပါဘူး။ ဒါပေမဲ့ပြုတ်ညံ့တဲ့အမျိုးသမီးတွေကိုကြည့်မယ်ဆိုရင်ကွာသူတို့ကမျောလင်းချက်သားရှိပြီးတော့ကိုဖြစ်ရှင်တဲ့အိမ်မက်တွေကိုဖြစ်ရှင်တဲ့အရာတွေပုံမှန်ကိုအကောင့်ထဲမပေါ်နိုင်ကြပါဘူးဖြစ်နေစမ်းသားတွေဖြစ်ရှင်တဲ့အရာတွေအတွေးတွေနဲ့အိမ်မက်တွေထဲမှာပဲကြန့်ရှိနေတာဒါကြောင့်မလို့အမေပြောရှင်တဲ့အမျိုးသမီးတရားဖြစ်ဖို့အတွက်မပြော့ညံ့ကိုအရန်ကိုလိုအပ်ပါတယ် Hello အားလုံးမင်္ဂလာပါရှင်ပပိုယူကျူဆန်လေးလေးရနေအားလုံးကျူဆူလိုက်ပါတယ်အလှပါကျမကြီးနေ့ဘဝအောင်မြင်ပျော်ရွှင်တဲ့အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ပူပူ YouTube channel လေးကိုလည်း subscribe လုပ်သွားဖို့အကြံပြုချင်ပါတယ်။သိချင်တဲ့အကြောင်းအရာများရှိရင်လည်း comment လေးမှာမေးသွားလို့ရပါတယ်နော်။ဒီနေ့မှာတော့ပြောင်းညံ့တဲ့မျိုးသမီးတယောက်မဖြစ်ဖို့ဆိုတဲ့ကောင်းစဉ်လေးနဲ့အားလုံး share လုပ်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြောင်းညံ့တဲ့သူဆိုတာကတိတ်ပြီးတော့မကြီးမားတဲ့အရာမကြီးမားတဲ့အလုပ်မကြီးမားတဲ့တာဝန်တွေပေးစားတဲ့ဆိုရင်တောင်ကနည်းနည်းလေးအခက်အခဲပြဿနာလေးအသေးအမွှားလေးဖြစ်လိုက်တာနဲ့သူတို့ကလွယ်လွယ်ကူကူနဲ့လက်လျှော့ကျဉ်းစိတ်ဖြစ်ပါတယ်။ ဘာလို့ဆိုသူတို့အနေနဲ့ဒီຢာတွေကိုမလုံဆောင်နိုင်တာအာတာဝန်မယူနိုင်တာတွေကတန်လျာစိတ်တွေကြောက်စိတ်တွေနာကျင်မှုတွေအခက်အခဲတွေပြဿနာတွေကိုမခံနိုင်တာအပြစ်တင်တဲ့အကြောင်းပြချက်တစ်ခုအဖြစ်သတ်မှတ်ပြီးတော့ဒီຢာတွေကိုထပ်ပြီးတော့စူးစမ်းခြင်းစိတ်ရှိနေတော့ဘူးဆိုတော့ဒီຢာတွေကပြုတ်ညံ့တဲ့သူတွေနဲ့တာဝန်မယူခြင်းတဲ့သူတွေစီမှာပဲဒီအကြောင်းပြချက်တွေကရှိနေတာပါ Okay ဒါပေမဲ့အောင်မြင်သွားတဲ့သူတွေကိုကြည့်မယ်ဆိုရင် သူတို့မှာကိုလိုချင်တဲ့အရာပေါ်မှာကိုဖြစ်ချင်တဲ့အရာပေါ်မှာအာစူးစမ်းချင်တဲ့စိတ်ပြင်းပြတဲ့စိတ်တွေရှိပါတယ်ဒီလိုမျိုးပြင်းထန်တဲ့စိတ်ရှိတဲ့သူစူးစမ်းတဲ့သူတွေမှာပဲနောက်ဆုံးမှာအောင်မြင်မှုတစ်ခုကိုရရှိတာပါအတခြားသူတွေပျော်နေတဲ့အချိန်မှာမပျော်နိုင်ခဲ့ဘူးတခြားလေးစူးစမ်းခဲ့တယ်လေ့လာခဲ့တယ်အေးအေးဆေးဆေးမနေခဲ့ဘူး အာကိုကြီးဖြစ်ချင်တဲ့အရာပေါ်မှာကိုရယူချင်တဲ့အရာပေါ်မှာတခြားပြင်းပြတဲ့စိတ်ရှိတယ်ဆိုရင်နောက်ဆုံးတော့ဒါအာမြင်မှုတစ်ခုကိုရရှိတယ်ကိုရဲ့စိတ်ကတန်ပါနေဖို့လိုပါတယ်။ဥပမာအနေနဲ့ပြောမယ်ဆိုရင်ဒီကိုကိုတိုင်းပေါ့နော်။အကိုကိုတိုင်းဒီနေ့ငါဗီဒီယိုတစ်ပုဒ်ဟိုရိုက်ကိုရိုက်မယ်ငါဗီဒီယိုတစ်ပုဒ်ထွက်အောင်ငါရိုက်မယ်ဆိုတဲ့စိတ်ရှိနေတယ်။ရှိနေတဲ့အတွက်ကတန်လေးလေးနည်းနည်းနာနေတယ်အုံလေးနည်းနည်းလွဲနေတယ်အိပ်ပုံအင်းကြီးနည်းနည်းမှားသွားတယ်ထင်ပါတယ်။ဆိုတော့ဘလိုပဲခုမှနာကျင်မှုတွေရှိနေပါစေ ဒီနေ့ဘီလိုတပုတ်ရအောင်ရိုက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်အတဏာနေတာအုံလွဲနေတာကိုနာကျင်နေတာတွေကိုခဏထားပြီးတော့ကွာကိုစိတ်ကဒီဗီဒီယိုတပုတ်ရအောင်အတွက်စိတ်ကပြင်းပြနေတဲ့အတွက် ဆိုတော့ဒီပြင်းပြတဲ့စိတ်ရှိမှပဲအောင်မြင်ဖို့တခုဆိုတာဒါရရှိမှဖြစ်ပါတယ်ဆိုတော့ဘလို့ပဲပြင်နေနေကွာကိုကဒီအတန်နာရဲ့ငါအုံလွှဲနေတယ်ဆိုပြီးအညာအညာအညာလုံးနေလို့သွားမယ်ဆိုရင်အညာအညာပဲဖြစ်သွားမယ်ဘာမှဗီဒီယိုတစ်ပုတ်လဲထွက်လာမှာမဟုတ်နှစ်ပုတ်လဲထွက်လာမှာမဟုတ်ဘူးဒီဥစ္စာပစိကိုအတန်နာတာတွေပါလေအုံလွှဲတာတွေကဒီနေ့ပြမလားမနေ့ဖက်ပြမလားမသိဒါကိုလိုက်ပြီးတော့ခန်းစားနေမယ်ဆိုရင်ဥမာကပြောင်းညံ့နေတဲ့သူတို့အတွက်ကနေရာမရှိဘူး ကိုမာနာချက်မှုတွေဖြစ်ရှိဘလို့ပဲဖြစ်နေနေကိုကိုကိုဖီအားပေးမယ်အချောင်းစိတ်တွေရဲ့ပညာတွေမလုံးလောက်သေးဘူးဆိုရင်တော့လေ့ကျင့်လေ့ကျင့်လေ့ကျင့်သွားမယ်ကြိုးစားမယ်နာကျင်တာတွေအခက်အခဲတွေပြဿနာတွေရှိပေမဲ့ရင်ဆိုင်ကြော်ဖြတ်သွားမယ်ဆိုရင်ကိုဟာတန်မာတဲ့သူတရားအဖြစ်နဲ့တဖြည်းဖြည်းပြောင်းလဲသွားမှာဖြစ်ပါတယ်ဖြစ်ပျက်တွေကိစ္စတွေတိတ်တိတ်မမွားအရာတိုင်းကိုအလွယ်ယုံနေတာတွေကိစ္စတိုင်းကိုလိုက်ပြီးတော့ခံစားနေတာတွေအတရောင်းနဲ့တရောင်းပြဿနာဖြစ်လိုက်တာနဲ့ကိုတန်ဖို့ကိုမေ့နေတာ အာဒီယာတွေကပြုံညံ့ခြင်းကိုဖြစ်စေပါတယ်။ခါတလီမှာလူတချို့ကတော့ကိုယ့်ကိုအရွယ်ချက်ရှိရှိအတိုက်ခိုက်ဖို့စူးစမ်းနေတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။အဲ့ဒီတိုက်ခိုက်နေတာတွေသူတို့ရဲ့တိုက်ခိုက်တဲ့စကလုံးတွေကကိုယ့်ရဲ့တန်ဖိုးကိုတတ်မှတ်ပေးတာမဟုတ်ပါဘူး။ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်ကိုယ်တိုင်သိထားပါမယ်။ယုံကြည်ရမယ်။တန်ဖိုးရှိတဲ့မျိုးသမီးဆိုတာကကိုယ်ကိုယ်တိုင်လည်းတန်ဖိုးရှိဖို့လိုတာပေါ့။ ကိုယ့်ရဲ့တံပိုးကိုထိကင်နေတဲ့သူတွေအစိုးမြင့်ဝါရနဲ့အမျက်ရှိနေတဲ့သူတွေကိုကိုမလိုလားတဲ့ပတ်ဝန်းကျင်ချစ်သူရည်စားပဲဖြစ်ဖြစ်အဲ့ဒီနေရာကနေလှည့်ထွက်ပြီးတော့ပြက်ပြက်တက်သားနဲ့တံမာတဲ့အမျိုးသမီးတယောက်ဖြစ်ဖို့အတွက်လိုအပ်ပါတယ်ဆိုတော့ပြုတ်ညံ့တဲ့အမျိုးသမီးတယောက်မဖြစ်ဖို့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြက်သားတဲ့စိတ်ရှိနေဖို့အရန်ကိုအရေးကြီးပါတယ် ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေပြဿနာတွေကအနာတရားတွေများလာနိုင်ပါတယ်အလုံးထဲမှာပဲဖြစ်ဖြစ်မိသားစုတငယ်ချင်းတင်အဖွဲ့အစည်းမှာလည်းဖြစ်နိုင်ပါတယ်ကိုနာကျင်ခဲ့ရတာတွေကကိုကိုပိုခိုင်မာပြီးခန္ဓာရည်အားပိုရှိစေပါတယ်တခါတလေမှာကိုရဲ့နာကျင်မှုတွေကအတာကျဲအဖြစ် ဖြစ်လာနိုင်ပါတယ်အတိုက်အခိုက်တွေကြာရှုံးမှုတွေကပဲကိုကိုတင်ငန်းစာရစေပြီး တဖန်ပြန်ကျိုးစားဖို့တတ်မှလာစေပြီးတော့ခန္ဓာရင်အားရှိစေပါတယ်။ဒါကြောင့်မလို့ကို့ဘဝကကို့ကြောင့်ပဲတောက်ပနေပါစေ။ကို့ရဲ့အနာဂတ်ကကို့အစွမ်းအစာနဲ့ပဲထွန်းလင်းပါ။ကျမကဘသူသမီးဘသူဇနီးဆိုတာအထက်ကျမကဘသူပါလို့မိတ်ဆက်နိုင်တဲ့အထူးကျိုးစားပါ။ဟုတ်ပါတယ်။အမျိုးသမီးတယောက်ကနူးညံ့သိမ်မွေ့ရမယ်။သိထားဖြူစင်ပြီးတော့ဟီးရီဥဒ္ဓပတရားရှိရမယ်။အမိမတို့တဲ့အတဲ့ပညာပါညာပေါ်တော့ဒါပေမဲ့အမျိုးသမီးတွေနေရာတိုင်းမှာပြုတ်ညံ့နေလို့တော့မရပါဘူး။ ဆုံးဖြတ်ချက်ချပြီးလည်းပြတ်သားနိုင်ရမယ်ကိုကိုကိုယုံကြည်မှုပို့ပြီးတော့တိုးလာပြီးတော့တတ်မာတဲ့အမျိုးသမီးတရားအဖြစ်နဲ့ဖြစ်လာမှာပါဒါကြောင့်မလို့ပြုံးညံ့တဲ့အမျိုးသမီးတရားမဖြစ်ဖို့ဆုံးဖြတ်ချက်တွေကို ပြတ်သားပါခံနိုင်အားရှိပြီးအခက်ခဲတွေပြဿနာတွေကိုသင်ငန်းစာအဖြစ်ယူပါစူးစမ်းပါတက်မာပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရနော် ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပြီးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်။နောက်ထပ်ဘယ်လိုဗီဒီယိုအစ်စ်တွေကိုတင်သွားမလဲဆိုတာကိုသိရအောင်လို့ပူပူ YouTube Channel လေးကိုလည်း Subscribe လုပ်သွားဖို့အကြံပြုချင်ပါတယ်။တစ်ချင်တဲ့အကြောင်းအရာများရှိရင်လည်း comment လေးမှာမေးသွားလို့ရပါတယ်နော်။ဟုတ်ကဲ့စမပြုရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပြီးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးတို့ဆက်လိုက်ပါရဲအားလုံးဘိုက်ဘိုက်ပါ